ီးဆိုတာဗောနော်နူဒီချစ်ပန်းဝါဝါဗောနော်အမိပြောင်းလဲလိုက်တာဆိုပြီးတော့မှတိရောက်ခါကြမှာဗောနော်ဟိုဝမ်းလဲတာသွားရဲ့အဓိကကနူရကတ်စတင်နဲ့ရွေးထားလीနော်ကတ်စတင်အောင်ပြီးတော့မှနူရဒီကားရိုက်ခွင့်ရခဲ့တာအဓိကမှကတ်စတင်အောင်ခဲ့တာမင်းကလေးတဲမှာကထွန်ပလဲဗောနော်ထွန်ပလဲပြီးရင်နူပဲဆိုတော့ခါကြတော့ဒါဇလန်တွဲထဲမှာဆိုရင်တော့ဒါအပြည့်စုံမိကိုမြင်ရမှာပေါ့အခုလိုရုပ်ရှင်စကားပြောင်းလိုက်တဲ့ချိန်မှာအဲမိကဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဟိုဖြတ်လျှောက်တတ်တာ အဲ့လိုကြီးဖြစ်သွားတယ်။ No ဒီ recover ဘက်လုံးမယ်ဆိုပြီးတော့မှသူများ invitation letter တင်နေကြတာတွေ့တယ်။လုံးမယ်ဆိုတာလည်းသိရယ်။တားသွားခြင်းငယ်ရင်းနေခုံပြီးတော့မိကိုဘောနော်တွေ့ကျင်တယ်။ဒီမိကိုစောင့်နေကြလည်း No 5နှစ်ရှိသွားခဲ့ပြီဘောနော်။ဒါပေမဲ့ခုမှသွားတွေ့ဖို့တတ်သိမရှိဘူး။ခု No ညမဆိုရင်လည်းအားလုံးသိကြတယ်။သူဆိုရင် ဒီကားမှာသူကဧည့်သည်တယောက်ဆောင်လုံးဝဆစ်ဆစ်သွားကြည့်ရတဲ့သူတွေကပြန်ပြောပြတယ်သူခံကနှခမ်းပါတယ်တဲ့အဲ့တဲ့တယောက်ဆောင်ကဘောနော no one of the main character တယောက်ကကြတော့တခမ်းမဲ့ပါရဲဆိုတဲ့အချိန်မှာလေဟိုလိုစိတ်ထဲမှာတွေ့မြဲတော်ပါသေးရဲ့ကိုမသွားခဲ့လို့ဘောနော်သွားများသွားခဲ့လို့ဘောနော်ဒီမီဒီယာအမတွေကိုလေ no အရန်စူးစမ်းထားတာဒီကားမှာ no အပေးကြပါလို့များ ဟိုစကားကြုံခဲ့မိနိုတာရှက်နေရမှာပဲလို့အရှိကိုင်းမှာလည်းအဲ့လိုအရှက်ရခဲ့တဲ့ကိုင်းစကားရုံနေကိုင်းအများကြီးရှိခဲ့ဒါကိုကိုစင်တင်ပြီးခဲ့တဲ့ထုတ်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းလေးစားမှုရှိခဲ့တယ်အမြဲချစ်ခင်မှုရှိခဲ့တယ်အခုချိန်ထိလည်းအတူတူပဲဒါမဲ့ဟိုစိတ်ထဲမှာပေါ့နော် အော်ကိုကိုဆိုလို့ရှိရင်တော့သူတို့ထုတ်လို့ရဖြတ်တော့မှာပဲတခမ်းမဲ့ပါတော့မှာပဲဆိုရဲ trauma ကတော့ရသွားပြီပေါ့နော်အဲအမှန်ကတော့ညှိဆိုတာပေါ့နော်တို့ဒီ ယုံတင်မယ်လို့တည်ရတော့တို့ဒီ16စခွန်အဲ့လောက်မှတို့တည်ရပါတော့ယုံတင်မယ်ဆိုပြီးတော့မှအအဓိကတော့ဒီပိုစတာတင်တယ်အဲ့ဒီတည်းမှာကိုယ်နာမည်ပါလာတော့ပထမတော့နည်းနည်းဟိုဘောနော်စဉ်းစားသွားပါဘောနော်ဒီကားကိုရိုက်ထားတာဟုတ်ရဲ့လားဆိုပြီးတော့ဒါမဲ့ပြီးတော့မှဟိုကိုယ်တငယ်ချင်းဘောနော်ထုံမလဲရန်နာတို့ရောမချီတို့ဘောနဲ့ရိုက်ထားတဲ့ကားဘောနော်ဒီချစ်ပန်းဝါဘောနော်အမိပြောင်းလဲလိုက်တာဆိုပြီးတော့မှပြီးရောက်ခါကြမှာဘောနော်ဟိုဝမ်းလဲတာသွားတဲ့တိတိချင်းကဘလို့ဝမ်းတာလဲဆိုတော့ဒီကားကကို ုရိုက်ခူးသမျှဇလန်းတွဲတွေထဲမှာပေါ့နော်လုံးဝအောင်မာစတာပြီးဖြစ်တယ်ဘာလို့ပြောနိုင်လဲဆိုဒီကားအတွက်ကိုပေါ့ character အတွက်ဒီကုန်ကျစရိတ်တရားစာကိုယ့်ဘက်ကလုံးဝကိုပေါ့နော်မနှမျောမနဲ့ပေါ့နော်လုံးဝအောင်သုံးရတယ်ဒီ character ရင်းမှာဒီမိဆိုတာမျိုးဖြစ်နေအောင်ပေါ့နော်အများကြီးအားစိုက်ထုတ်ခဲ့ရပါတယ်လို့ဟုတ်။ Yeah ။ဘယ်ယူနေပြီလားဟမ်။ယူနေပြီလား။ဘင်းကထပ်ပြော။ဘင်းနဲ့ငါနဲ့အခုရောနောက်ရောဘယ်တော့မှဖြစ်လာမှာမဟုတ် ငါမမိမရှိခနေလည်းရှိငါမမိသားစုဆိုတာရှိမင်းနားလေလားအဲအဓိကတော့ဟိုပေါ့နော်ဟိုပရက်ရှိုးอ่ะပေါ့နော်နှိုးအဓိကကဟိုသူတို့ယုံတင်မဲ့ရက်ကအရန်ကတ်သွားတဲ့အတွက်ကြောင့်ပရက်ရှိုးကိုလည်းသူတို့ဒီနှိုးထင်တာတရက်နဲ့ရက်တွေအမြန်စီစဉ်လိုက်ရတယ်တူပါရဲ့အဲ့အတွက်ကြောင့်မလို့နှိုးစီကို direct invitation တော့မရောက်လာခဲ့ဘူးပေါ့နော်ကိုကလည်းဘယ်လိုပဲဖြစ်ဒီကားထဲမှာပါဝင်ထားတယ်ဟိုအမှုပညာရှင်တယောက်ပဲပေါ့နော်ဒါပေမဲ့ဟို ဒါရိုက် invitation တော့မရခဲ့ဘူးအဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော်ဒီပွဲလေးကိုမတက်ဖြစ်ခဲ့ဘူးပေါ့နော်အမှန်တော့နော်စကားမရိုက်တာကဒီနှစ်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 နေပါလောက်ရှိပြီအဲပထမအချက်ကတော့ဒီစီးပွားရေးလုပ်ငန်းတွေဘက်ကနော်ဦးဆိုင်နေလို့ရယ်ဒုတိယအချက်ကတော့နော်ဒီသွားပေါ့နော်သွားမှ bridge တက်ထားရဲ့အတွက်ကြောင့်မလို့ဒီရုပ်ရှင်ရိုက်တာကိုခဏလေးရန်နာထားတာပေါ့နော်ဒါရိုက် invitation မရခဲ့အတွက်ကြောင့်မလို့ပေါ့နော်နော်သွားကြည့်ရယ်အပိအမရစီရနေပဲပေါ့နော်နော်ရေးဘဏ္ဍာခန်းပါရယ်ဆိုတာမျိုးလေးပေါ့နော်အပိရလေးပြန်တော့အဲ့လိုမျိုးလေးတော့ကြားရပါတယ်ဟုတ် အဲအမှန်တိုင်းပြောရင်ပေါ့နော်ခုနပြောသလိုပေါ့ဒါအမှန်တိုင်းပြောပြရပေါ့နော်အဲ no ဒီ recover လုပ်မယ်ဆိုပြီးတော့မှသူများရဲ့ invitation letter တင်နေကြတာတွေ့တယ်လုပ်မယ်ဆိုတာလည်းသိရအမှန်တိုင်းပြောရင်ကိုယ့်ရဲ့ဒီ master piece တစ်ခုဖြစ်တဲ့ဇလန်တို့ရကနေစကိုင်းပြောင်းတော့မလို့ တားတော့ခြင်းငယ်ရင်းနေခုံပြောမိကိုဘောနော်တွေးကျင်တယ်အဲကိုကဘောနော်ရွှေရင်းနေနဲ့နှစ်နှစ်ကြာပြီးတော့မှမိကိုတွေးကျင်တယ်ဒီမိကိုစောင့်နေကြလဲနိုး၄၅နှစ်ရှိသွားခဲ့ပြီဘောနော်ဆိုတော့မိကိုအရန်တွေးကျင်တယ်ဒါပေမဲ့ကို့မှာတော့တွေးဖို့တတ်သိမရှိဘူးဟိုဘောနော်မိကအိတ်ခမ်းထဲမှာကို့ဘယ်လိုပြောမလဲတခမ်းမဲ့ပါလာမလားနှခမ်းမဲ့ပါလာမလားတော့မသိဘူးဘောနော်ဒါပေမဲ့နီးစက်ရရင်နေရတော့ကြားထားတယ်ဟိုအခမ်း တော်တော်များများတော့ဖြတ်ခံလိုက်ရတယ်ညီမလေးတို့ခန်းနေရပါတော့တော်တော်နေဆိုတော့လीအမှန်တိုင်းပြောရင်တခန်းနဲ့ပါရမီကိုသွားပြောမျက်နှာချင်းမဆိုင်ရခဲ့အားနာရအဲ့လိုရှုံတင်ကားတင်မယ်လို့ကြားရရက်ကနှုတ်တညာလုံးငိုခဲ့ရပေါ့နော်ဟဲ့ဒီမှာကြည့်ပါအောင်အာကိုကကိုကိုတီးခဲ့တာဒီကားကနှုတ်ကကက်စတင်နဲ့ရွေးထားလीနော်ကက်စတင်အောင်ပြီးတော့မှနှုတ်ကဒီကားရိုက်ခွင့်ရခဲ့တာဒီကားမှာကက်စတင်အောင်ခဲ့တာမင်းကလေးတဲမှာကထွန်းပလဲပေါ့နော်ထွန်းပလဲပြီးရင်နှုတ်ပဲ ဆိုတော့ခါကြတော့ဒါဇလန်တွဲထဲမှာဆိုရင်တော့ဒါအပြည့်စုံမိကိုမြင်ရမှာပေါ့အခုလိုရုပ်ရှင်စကားကြီးပြောင်းလိုက်တဲ့အချိန်မှာအဲမိကဘလို့ဖြစ်သွားလဲဆိုတော့ဒီဟိုဖြတ်လျှောက်တတာအဲ့လိုဖြစ်သွားကိုတမူးထားတဲ့ character အဲ့လိုဖြစ်သွားတော့ပြီးတော့ပေါ့နော်နောက်ဆုံးကဒါကဟိုဖြစ်နေကြပါပဲဒါကနိုးတို့ဒီအမှုပြညာလောကမှာဖြစ်နေကြပဲဟိုနာမည်စီတဲ့ပုံစံလေးပေါ့နော်ဒီကားကိုရိုက်ထားတဲ့ စီနီယာအတိုင်းသားပေါ့နော်ကက်စင်အောင်ထားရဲ့အတိုင်းသားစီရမယ်ဆိုရင်နိုးနှက်မယ်လေနည်းနည်းလေးတော့အရှိမရှိနေတဲ့လို့ထင်တယ်အဲအခုနိုးညမဆိုရင်လည်းအားလုံးတိကျရဲတဲနနာဆိုပေါ့နော်သူဆိုလည်းစကားရင်မရိုက်တော့ဘူးသူကတော့အိမ်အောင်ကြသွားပြီပေါ့နော်သူဆိုရင်ဒီကားမှာသူကဧည့်သည်တယောက်ဆောင်လုံးဝဆစ်ဆစ်ဧည့်သည်တယောက်ဆောင်သူပါတော့သူကတော့လုံးဝပျော်ပျော်ကြီးပေါ့နော်သူကသူ character ကိုသူသိနေတဲ့အတွက်သူကငါတော့တခမ်းမဲ့ပေါ့နော်ဒါပေမဲ့သွားကြည့်ရတဲ့သူတွေကပြန်ပြောပြတယ်သူခံကနှခမ်းပါတယ်တဲ့အဲ့တဲ့တယောက်ဆောင်อ่ะဘောနော် no one of the main character တယောက်ကကြတော့တခမ်းမဲ့ပါရဲဆိုတဲ့ချိန်မှာလေဟိုလိုစိတ်ထဲမှာတွေ့မြဲတော်ပါသေးရဲ့ကိုမသွားခဲ့လို့ဘောနော်သွားများသွားခဲ့လို့ဘောနော်ဒီယုံနေอ่ะဒီ premier show ကိုမကြည့်မိခင်အရှိမသာဒီ media အမတွေကိုလေ no အရန်စူးစမ်းထားတာဒီကားမှာ no အပေးကြပါလို့များ ဟိုစကားကြုံခဲ့မင်းနိုတာအရှက်နေရမှာပဲလို့အရှိကိုင်းမှာလည်းအဲ့လိုအရှက်ရခဲ့တဲ့ကိုင်းစကားကြီးရုံနေကိုင်းအများကြီးရှိခဲ့ဆိုတော့อืมပြောရရင်ခုနကဝန်ခံသလိုပေါ့နော်ငိုခဲ့ရင် ဒါမဲ့အခုဒီရှင်းမာတော့ငိုတော့ဦးအဲကိုရဲ့လူငယ်ပဲလीနော်ဟိုအားနေခွိခွိလိုက်တာပေါ့နော်အော်ရပါတယ်တော်ပါသေးရဲ့ထိပ်ပြေတခါတော်တော်ကြီးလှနေရဆိုပြီးတော့ပေါ့နော်အဲ့လိုပဲဆိတ်လျှော့လိုက်ပါရဲ့ဟုတ်သူတို့ဒီဇလန်းတွဲဦးမနော်စကားကြီးပြောင်းလိုက်တဲ့နာမည်ကညိဆိုတော့ခါကြခုနာမည်လေးနဲ့မိဆိုပြီးတော့သွားကြိုက်အော်အ ਨੇ ဆုံးတော့ကိုကရိုက်တာနာမည်လေးနဲ့တော့တူနေသေးတာပဲဆိုပြီးတော့တွေးပြီးဖြေသိမ့်နေတခါမဲ့ပါမဲ့အော်ကျမရန်လှနေရပေါ့နော်အဲ့နဲ့ပဲဖြေသိမ့်လိုက်ပါရဲ့ဒီလိုပါပဲဒီလောကမှာရဟို ်ဖြစ်တတ်တယ်။အဲ့တော့ကွာဒီလိုလေးပဲတွေးပြလိုက်ပါရဲ့ဟုတ်ဒီကားကားကြတော့ तू ကဘယ်လိုပုံစံလေးလဲဆိုတော့အဲတော်တော်များများအမိုက်ဆိုတိကြရဲ नू ကအမြဲတမ်းလိုပန်းနုသေးပုံစံလေးပေါ့နော်ပန်းနုသေးပုံစံလေးဆိုတာနူးနူးညံ့ညံ့လေးအဲ့လိုအေးအေးချမ်းချမ်းပုံစံလေး သွားတာများတယ်ဒီကကရှာရှာပါပါကတ်စတင်မမဗန်းကိုကတ်စတင်ဝင်ပြီးရထားတဲ့ကားဆိုနိုးတွေအရန်ထူချရဲနောက်တစ်ခုကအဲ့တကားလုံးမှာနှကန်းကြီးကိုရင်းတယောက်ဆိုးထားတယ်နှကန်းကြီးကနိုးမကြိုက်ဆုံးကလာပဲဘယ်တော့မှမဆိုးဒါပေမဲ့အဲ့ကားမှာငင်ငင်လေးအဆိုးခံခဲ့ပါဆိုနှကန်းကြီးရရဲ့ဆုံးမမိဖြစ်နေမှာမဟုတ်လို့ပေါ့နော်သူရဲ့ character ကကြတော့ဟိုပြောပြလို့ရှိရင်သူက မနာလိုစိတ်တအားကြီးရဲ့ character ဖြစ်တယ်။သူ့ဘဝမှာငွေကြီးပြည့်စုံတယ်၊သူဟာချမ်းသာတယ်။ဒါပေမဲ့တငယ်ချင်းဖြစ်တဲ့တန့်အပေါ်မှာပေါ့နော်။အဲဘယ်လိုပြောမလဲ။ကိုယ့်ရဲ့ဒီကားထဲမှာတော့မပါလောက်ဘူးဟုတ်တယ်။ဆိုတော့ကိုယ့်ရဲ့အမျိုးသားရှိတယ်မပါသွားရကိုယ့်အမျိုးသားပေါ့။ကိုယ့်အမျိုးသားနဲ့တန့်ရဲ့အမျိုးသားနဲ့တငယ်ချင်းနဲ့ဆရာဝန်ချင်းနဲ့ဆိုတော့ခါကြတော့အဲ့ဒီအပေါ်မှာကိုယ့်အမျိုးသားနဲ့ကိုယ့်အဆင်မပြေမှုတွေတန့်အမျိုးသားတန့်စကားတအားနားထောင်တန့်အောင်တအားချစ်တဲ့အချိန်မှာ ဒီတငယ်ချင်းတယောက်မနာလိုဝင်တုံမှုတအားကြီးပြီးတော့မှပေါ့နော်ဒီမကောင်းတဲ့လမ်းကိုလိုမျိုးအရန်တွန်းပို့တဲ့ဘက်အဲ့လိုပုံစံလေးတွားထားပါတယ်လို့ဟုတ်ဟုတ်တယ်နိုလဲအဲ့ဒါကိုတွေးမိရမှာနော်အထက်ကတွေးမိတာကဘာကိုတွေးမိရလဲဆိုတော့ဇက်ကားတစ်ခုပြည်စုံမှုဆိုတာကဇက်ပုတ်ဇက်ရံဒီ supporting ကိုပေါ့နော် main road တွေကလည်းအရန်အားကောင်းတယ်ဒီကားမှာတော်တော်မှချီဆိုလဲတော်တော်ကြိုးစားထားတယ်ပလဲဆိုလဲကြိုးစားထားတယ်ဒီ ကုမင်းမြက်ကောပေါ့နော်အကုံလုံးကဒါအပင်ပန်းခံပြီးတော့ကြိုးစားထားတဲ့စိတ်နှစ်ထားတဲ့ကားကြီးအကုံလုံးရဲ့မာစတာပြီလို့လည်းပြောလို့ရတယ်ပေါ့နော်နိုးလုံးမျောနေနေသလိုပဲမချီလည်းမျောနေနေမှာပဲဒီဇက်ကားကြီးကိုလေဒါမဲ့ဟိုပေါ့နော်ဒီဒီမြန်မာပြည်ရုပ်ရှင်ကားရင်ပါလေ main road ကိုအသားပေးရတော့ပေးဒါပေမဲ့ဒီ supporting road တွေရဲ့အားသာပုံကိုလည်းတေချာလေးကို သိရှိပြီးတော့မှနေမျက်မျက်တတလေးထဲစီချင်းနေအဲ့ဒါမှစကားရဲ့တံပိုးကအဆုံးထိရောက်မယ်လို့နှုံမြင်တာအဲနှုံကတော့ဟိုဘယ်လိုပြောမလဲဆရာကြီးလို့လောက်တာတော့မဟုတ်ဘောနော်ဒါပေမဲ့ကိုယ့်ရဲ့ရင်ထဲကဖြစ်စေချင်တဲ့ဆန္ဒလေးတစ်ခုပေါ့နော်ကိုရီးယားကားကြီးမှာဆိုလို့ရှိရင်လေ supporting role ရဲ့ဒီ background character သူကသူတတ်တတ်ရှိပြီးသားသူကလာလို့ဒီလိုအချင်းယုံနေလဲဆိုတာရှိရယ်အခုကအကကြတော့ဒီမြန်မာရုပ်ရှင်တွေမှာဆိုရင်သူကဗာလဲဆိုတော့ ။ तू อ่ะအချင်းရုပ်ချင်လို့ကိုရုပ်ချင်နေဖြစ်နေအမှမဟုတ်ဘူး။ तू အချင်းရုပ်ရဲ့သူ့ရဲ့ trauma တွေ तू ဘာကြောင့်ဒီလိုအချင်းရုပ်နေရလဲဆိုတော့နောက်ကျောင်းကသူ့မှာအများကြီးရှိတယ်။ငငယ်လေးတည်းကအချင်းမခံခဲ့ရလို့လား။ဒါမှမဟုတ် तू อ่ะခရီးဆိုင်ချင်းမခံရလို့လား။လူတွေကပယ်ထားလို့လား။ဒါမှမဟုတ်မိသားစုအတိုင်းဝိုင်းကဆင်းရဲလို့လားပေါ့နော်။အတိုင်းဝိုင်းကောင်းကောင်းတခုမှမလို့မကြည့်ပြင်းခဲ့ရလို့လားပေါ့။အဲ့လိုကြောင့်သာဒီကလေးတယောက်ကပြောင်းလဲလာတယ်။အခုလိုဘဝမှာ van ဖြစ်လာတယ်ဆိုတဲ့ဟာမျိုးလေးပေါ့။အဲ့လိုမျိုးလေးတော့နောက်ပိုင်းမှာထည့်စေခြင်းမရဟုတ် နည်းနည်းတော့ဖြေရခက်တယ်။ဟိုချိုတိနေတယ်လို့ခံစားနေရတယ်ပေါ့နော်။အော်ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဒါကိုယ့်ကိုစင်တင်ပြီးခဲ့တဲ့ထုတ်လို့ရဖြစ်တဲ့အတွက်ကြောင့်မလို့အမြဲတမ်းလေးစားမှုရှိခဲ့တယ်အမြဲချစ်ခင်မှုရှိခဲ့တယ်။အခုချိန်ထိလည်းအတူတူပဲဒါမဲ့ဟိုစိတ်แท้မှာပေါ့နော်။အော်ကို့ဆိုလို့ရှိရင်တော့သူတို့ထုတ်လို့ရဖြတ်တော့မှာပဲတခမ်းမဲ့ပါတော့မှာပဲဆိုရဲ့ ထရောမာတော့ရသွားပြီပေါ့နော်အဲ့ဒါဟာတော့အဲ့တခုတော့ရှိတာပေါ့နော်အဲအဲ့လိုမျိုးကြ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 ရက်ခဲတယ်အမှဆိုလဲအဲ့လိုတခန်းပေါ့နော်ဒါပေမဲ့ရတဲ့တခန်းလေးရတော့မဆိုးအဲ့ဒါတော့တခန်းလို့သိခဲ့တယ်အဲဘော့စညမ88တောင်းလဲအဲ့လိုပဲအပြင်မှန်ခံပြီးတော့တို့ရိုက်ခဲ့ညဘက်နိုင်ရှင်းတွေပေါ့နော်မအူဝဲနဲ့အဲ့မှာတော့ထွက်လာတော့လဲအဖောင်ထဲမှာပတ်ပြေးနေတဲ့ကောင်မလေးတယောက်ဖြစ်ခဲ့ဆိုတော့အဲ့လိုအဲ့လိုအဲ့လိုပေါ့နော်အဲ့လိုအဲ့လိုတခန်းဖြစ်ခဲ့တယ်ဆိုတော့ကိုကပဲသူတို့နဲ့တခန်းဆက် ဘောတော့ကံပါလာတော့မပြောတော့ဘူးအဲ့လိုမျိုးဟုတ်အမှန်တမ်းပြောတော့မအူဝဲတော့ဒါအမှုပညာရှင်တိုင်းရဲ့ idol ပဲ role model ပဲပေါ့နော်အဲ့ဒီတုန်းကတော့ဟိုဆရာမလေးသူနာပြုဆရာမလေးမနော်အဖြစ်နဲ့ပေါ့နော်ရရမယ်ဆိုဟိုအများကြီးမပါဘူးဆိုတာဒီသုံးလေးခန်းလောက်တော့ပါမယ်ပေါ့နော်မနော်ကိုထိမ့်မနော်ကအဲမအူဝဲကိုထိမ့်ရတဲ့အခန်းပေါ့နော်မအူဝဲအဲ့တော့ဇန်ဝင်နေရဲ့ပုံကအရန်ကိုဘီနာလူကြီးချက်သိမ်းထားဖို့ကောင်းတယ်ဆိုတော့မောက်ဝင်နေအဲ့လိုတခန်းလေးတွေးလိုက်ရရင်တော့မလေး ြည်နဲ့နေရလို့မျိုးအဲ့မှာတော့သုံးလခန်းတော့တွေ့ခဲ့တယ်ရုံပေါ်ရောက်တော့တခန်းဖြစ်သွားတယ်ဒါတော့ကိစ္စမရှိကိုကတော့မဟုတ်ဝင်နဲ့ဟိုတွေ့ပြီးသွားပြီးအတူတူတရုတ်ဆောင်ဝင်ရတဲ့အခွင့်အရေးရပြီးသွားပြီးဆိုတော့ကြည်နဲ့ပြီးပျော်နေတာပေါ့နော်အဲ့တော့ကတော့ထော်မာရအောင်မသိခဲ့ပါဘူးလို့အခုတော့အကြီးထော်မာရသွားပြီးဟိုတချို့ကတော့လာပြောကြရပါတော့နော်။ No I'm ငယ်နဲ့တခန်းလဲချစ်ပေးရဆိုလို့အားနာလိုက်တာဒီလား။နှစ်နှစ်လောက်ကြီးပျောက်ပြီးတော့မှလေတချို့ကရွှင်ဆိုတာကို သိချင်လဲသိအောင်မယ်နားမမရိုက်တာကြလို့ line မမမြင်တော့လို့သူပြောက်ွယ်သွားပြီသူအလွင့်ပညာလို့တိမလုပ်တော့ဘူးလို့ဆိုပြောလဲရှိချင်လဲရှိမယ်ဒါပေမဲ့ကိုပါရဲ့တခန်းမှာအခုလိုမျိုးတတိတရနဲ့အားပေးမယ်ဆိုပြီးတော့ကိုအဲ့လိုအားပေးကြရလေတိလားအဲ့လိုမျိုးဆိုတော့လေ one နဲ့စိတ်ထက်သူတို့ပေါ်ဟိုအားနာရဲ့စိတ်ကပိုဖြစ်မိတယ်အဲ့လိုမျိုးပေါ့ဟုတ်